जैन जैन ध्याय न्याय न गाय नो मा सो मो ये शो सौ पुण्यो महिष्य ယတေယသံဃာယရဏမြတ်သုံးပါတို့ဤကုံတော်ကျေးဇူးတော်တို့နှင့်မိဘဆရာသမားတို့ဤကုံကျေးဇူးတော်ကိုအာရုံပြု၍ယုတိပြတို့လက်ဆောင်မှရှိခိုးပူဇော်ဖုံမြောင်းမှလျှောက်ဆလိုကြတဲ့ကောင်းကင်ကံပေါင်းတို့ကြောင့်မိမိတို့အလိုမရှိအပ်မတောင်းတမပန်းဆင်အပ်သောကာယကံဝိကျေးဝစီကံဝိကျေးမနောကံဝိကျေးများကင်းစင်၍အလိုရှိရာတောင်းတပန်းဆင်အပ်သောကိုယ်လက်ချမ်းမှစိတ်လက်ချမ်းဖြင့်ကောင်းသောလူရင်ဆန္ဒအမှန်တမ်းပြုဝါကဒီဘောဒီယုဒီခန္ဓာဖြင့် တရားတို့တည်တို့ဒီအမြန်ရနိုင်တဲ့သရောကောင်းကိုကိုစီဖြစ်နိုင်ကြပါစေ။အလုံးတရဏကုံဒီလဆုတ်တည်ကြရအောင်။ဘာဝတိလာရင်ကြမယ်နော်။အလုံးတရဏကုံဒီလဆုတ်တည်ကြသလိုလုပ်ခဲ့တော့တနေ့ခန်းကကြောင်းအောင်ခန္ဓာကိုယ်ဟောင်းကိုဆုလုပ်ပြီးတော့ယုတ်တဲ့တဲ့ခန္ဓာဒီဘဝတည်တို့ပြောင်းရှိသွားတဲ့သတ္တရဂိကင်းဖြစ်တဲ့ဆရာတင်ကြောင်းရဟန်းမေရိုးဖြစ်တဲ့ မေရိတောခိုင်းရင်တရားခုသာသမီများပြုလုပ်တဲ့၊ရေမြန်ပြုလုပ်တဲ့ကုသိုလ်တွေကိုလွှမ်းနေတဲ့အခြေအနေ၊လွှမ်းနေတဲ့အနေထားမှာရှိနေကြတဲ့ဆိုရင်ပြည်သားစုများနဲ့အတူထွားရောက်ပြီးတော့တရားနယ်ကောင်တိလက်ဆောင်ကြည့်ဖို့တရားတော်များလာကြဖို့အမျှပေးတဲ့အခါမှာတာဓုခေါ်ဖို့အစလုံးကပြည်မြတ်ကဖြစ်ပါလေ။တရားနယ်ကောင်တိလက်ဆောင်ကြည့်ပါဦးလို့တိုက်တွန်းလိုက်တိုက်တွန်းပါလေ။တရားနယ်ကောင်တိလက်ဆောင်ကြည့်ရဲ့မဟာကုသိုလ်ထူတွေကြောင့် မေတ္တာဤတခိုင်ရင်တယောက်တိထင်မြင့်မြတ်တဲ့ဘုံဘဝချမ်းသာတဲ့ဘဝတွေမှာရရှိပြီးကိုယ်စိတ်နဲ့ပြည့်စုံမှာချမ်းသာတာနဲ့ဤတန်နိုင်ပါစေလို့ဆုလုံးစွာဆုတောင်းမေတ္တာပို့ပေးပါလေစေတဝေတောခိုင်ရင်ကချင်လုံးကြီးမိသားစုတွေနဲ့ပတ်သက်ဆက်ဆက်တဲ့မြောင်းပေါင်းဆွေမျိုးများမြဲမမြတ်တဲ့ပုဂ္ဂိုလ်များနတ်တိဝါများအားအလုံးမိသားစုများနဲ့အတူကြောက်ရွံ့ပြီးတော့ကုသိုလ်ဒါနပြုပါဒီကုသိုလ်တွေကြောင့် ်တင်းတို့ရဲ့အာလောကိုစိတ်နှစ်ဖြာချမ်းမှချမ်းသာကြပါစေတင်းတို့ချမ်းသာသလိုဒီမိသားစုများအာလောကိုလည်းပြီးခဲ့ရခဲ့ရတယ်ကြည့်ရလေအောင်စီဝေးလူဝေးချမ်းမှရပညာရေးအဆရှိတဲ့ကိစ္စတွေအစဉ်ပြေချုံးမရလေအောင်ဆုလက်တဲ့ချက်တဲ့ညဉ့်နာကောင်းတာအပေါင်းများကဆောက်ရှောက်ကြည့်ပြီးမှပြေးကြပါကုန်လို့အစလိုပြေမဲ့ကံပြုတာပြဖြစ်တဲ့ ပုဂ္ဂိုလ်ဒီဒီနဲ့တို့ယခုမြတ်ဘောရောက်ရှိနေတဲ့ဒီသားစုများအားလုံးတရဏဂုံဒီလို့ဆုတည်ကြမယ်။နမတိလာရောနောဆိုအဟံဗန္တိတိတရဏေလတဟပင်စသီလံဓမ္မယံသာမိအနုကဂတဝါတိလတိတမေပန္တိဒုတိယံပိတတိယံပိအဟံဗန္တိ တိတရဏိနတဟပိဇာတိလံဓမ္မယသပိအနောကကတဝတိလံတိသမိပန္တိယမဝတမိဓမ္မတိသသမောတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ Dandra nenge sami, dambandra nenge sami, dangandra nenge sami. Dudiyambi bhodandra nenge sami, dudiyambi dambandra nenge sami, dudiyambi dangandra nenge sami. Dudiyambi bhodandra nenge sami, dudiyambi dambandra nenge sami. တိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏဂမနံပရိဘုံနံစေပနာတိပန္တံ လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်ရပါစေဥပယံပြီးပြင်းစင်ဝီ ငြိကြပါစေတို့ကြောင့်တွင်မှာတို့အိမ်တွင်မှာတို့ချမ်းတွင်မှာတို့ဆိုင်တွင်မှာတို့လုပ်ငန်းတွင်မှာတို့မြို့ရွာတွင်မှာတို့နိုင်ငံတွင်မှာညာတတံညာဇီဝချမ်းသာကိုယ်စိတ်ပြပါစေဥပယံမီ ကင်းစင်ဝေးရည်ရည်ကြပါစေတတဝမန္တရွိတရားတွေ့ချမ်းမြေသာရရှိပါစေတတဝခန္တိတရားကိန်းရည်ကြီးချမ်းချမ်းရှိပါစေအရဟံနှလုံးကြောင့်ကြောင့်တရကောင်းအပေါင်းတို့တုံ့ပြန်တော်သည် တိတရဏိနဗျာပြေတံဃောဇောသောသုံးပါသောကိုယ်ကိုယ်အစုံတရဏကောင်းနှင့်တဟတကဝပိစေကသမဏဂတေကဂါတနေပြည့်စုံသောသီလကိုခြင်းတရားအဘသောသီလတော်ညတ်တေကိုသာဓုကံကတဝမြင်မြန်စွာပြု၍အဘမဒိနမမိမလျောမပေါ်မဆပ်ဖြင့်ညတ်သောတတိတရားဖြင့်သဗ္ဗကိစ္စဏီအလုံးစုံသောပြုဝေကိစ္စမတမြတ်တို့ကော သမ္ပတိတဝစီကောငါဒီပြေဆုံးအောင်အထုတော်ပူနိုင်ကြပါစေကုန်တတိယဇကလေးနေခင်နားထောင်ရအောင်နော်တမ္ပောဟဝေရခတိဓမ္မစာရိတဲ့ဘုရားရှင်ဟောတာတရားကိုဆောင်လျှောက်တဲ့သူကိုတရား ပြန်ပြီးတော့ဆောင်လျှောက်ခြင်းတဲ့ ကုသိုလ်လုပ်တဲ့သူကိုကုသိုလ်ကကိုယ်ကိုပြန်ပြီးတော့ဆောင်းလျှောက်တယ်တဲ့သမောအဓိကတော့တရားဓမ္မနော်တရားကိုဆောင်းတဲ့သူတရားကိုဆောင်းလျှောက်တဲ့သူတရားကကိုယ်ကိုပြန်ပြီးတော့ဆောင်းလျှောက်တယ်ဆိုကြပါစို့ဘီပဋ္ဌာန်ရှင်လေးပဋ္ဌာန်ကိုပြန်ဆောင်းလျှောက်တာတရားထိုင်တဲ့တရားထိုင်တဲ့ကုသိုလ်ကကိုယ်ကိုပြန်ပြီးတော့ဆောင်းလျှောက်တာအကျိုးပေးတာနော်ကိုကောင်းရောင်းကောင်းဝယ်စီပွားရေးတွေဆောင်းရွက်တဲ့အဲ့ဒီစီဝိုင်းတဲ့ဆောင်ရွက်တဲ့လုပ်တဲ့ကောင်းသောဓမ္မကိုပြန်ပြီးတော့ ဆောင်ရှောက်ကြပါမယ်နော်ဒီကတော့မြတ်စွာဘုရားရှင်ကတော့မြတ်ကြီးဟောတဲ့ဒေသနာတွေတော်တော်များများမှာဖတ်ကြည့်ခွင်းဒီတော်မှာလည်းတွေ့ရတယ်သုတ္တန်ဒီမှာလည်းတွေ့ရတယ်သတ္တောတပ္ပဇာသောဆိုတဲ့စကားလုံးကြီးဦးဇနောအနောနဲ့တက်တက်တတောတတိတရားလက်ခံထားသည်ဖြစ်၍တပ္ပဇာသောပညာတရားလက်ခံထားသည်ဖြစ်၏ဇရဇရကျေဇရရှင်ဘာမောင်ကကျော်ဆရာတော်ဘုရားကြီးအခုဇေနုနဲ့ဆုံးတဲ့အခါမှာဆရာတော်ကြီးနဲ့တရားစကားလေးပါးရှောင်ရင်းနဲ့ ကုသိခြင်းတဲ့တရားစကားလေးတွေဒီကုသိခြင်းတဲ့စာပေအဆုံးဖြတ်ပြီးတချို့အားလေးတွေဆရာတော်ကြီးကိုရှောင်ရင်းနဲ့မဆရာကြီးရဲ့စကားပြောတဲ့အခါမှာဆရာကြီးပြောတဲ့စကားလုံးလေးတစ်ခုပေါ့ဆရာတော်တို့မြတ်စွာဘုရားရှင်ဟာဘုဒ္ဓအနန္တကံတော်အနန္တဉာဏ်တော်အနန္တတကုတော်အနန္တနဲ့ပြည့်စုံတဲ့ဘုရားရှင်ဆိုရင်တကယ်လောကဓာတ်အဆိုးကောင်းကောင်းသောလောကဓာတ်ဆိုသောလောကဓာတ်ဒီလောကဓာတ်ဒီရင်ဆိုင်ဖြစ်ရှင်ဖြစ်တတ်တဲ့အခါမှာတတောတမ္ပဆာသော တတိနဲ့ပြင်ညာလည်းပဲဖြတ်တန်းသွားတယ်တကိုးနဲ့ဖြတ်တန်းတယ်လို့ဒီလိုစိတ်တည်းထင်ပြလို့အဲ့ဒါလေးတတ်ပြီးတော့အဲ့လိုလေးဒီလိုသုံးသပ်ပြီးတယ်လို့ဆရာကြီးဆရာကြီးဟုတ်တယ်လေတဲ့တကယ်လို့လူမျိုးစောင်ပြားဘုန်းရှင်ကန်းရှင်တကိုးရှင်ပေါ်ပြောမယ်ဆိုရင်ဘုလိုအနန္တကံတော်အနန္တညံတော်အနန္တတကိုးတော်အနန္တအနန္တဆိုတာနာသအတော်အနန္တအဆုံးမရှိဘူးနော်အဆုံးမရှိတဲ့တကိုးတွေနဲ့ ဘုံတွေကံတွေဉာဏ်တွေပြည့်စုံပေမဲ့လောကဓာတ်ဆိုးဆောင်ကြုံတော့ဖြစ်ရှင်တတိပညာနဲ့ပဲဖြစ်ရှင်တတိရဲ့ပညာဆိုတော့ဆိုတော့တတိနဲ့ပညာတော်တော်အရေးကြီးတယ်စီဝါရေးဆောင်ရွက်တဲ့တတိပညာအရေးကြီးတယ်တတိနဲ့ပညာလည်းပဲဆောင်ရွက်နောက်နောက်တရားဓမ္မကိစ္စတွေတရားဓမ္မတရားထိုင်တဲ့လူဆိုလည်းဒါတတိနဲ့ပညာအရေးကြီးတယ်နော်ဘာပဲလုပ်လို့လောကဓာတ်အဆူကောင်းကြုံရင်လည်းတတိပညာနဲ့ပဲဖြည့်ရှင်းရ။ကောင်းတဲ့အရာတွေကြုံရင်အကုန်လုံးကခိုက်တံနေပြီနော်။ ကောင်းတဲ့အရာတွေကြုံလေအကုန်လုံးဟာခိုက်တန်နေဘဝဆိုတာတကယ်တော့ဘဝဆိုတာဇီရိုပဲနော်ဇီရိုဇီရိုဘာမှရှိမရှိအခိုက်တန်နေတယ်နော်ဘလောက်ကောင်းကောင်းခိုက်တန်နေတာနေဘလောက်မကောင်းမကောင်းအခိုက်တန်နေနာမပြီးသေးလို့တာမပြီးတာပြီးတော့လေပြီးသွားတာအဲ့ဒီခိုက်တန်နေတဲ့မှာကိုယ့်ရဲ့အရွယ်တစ်ခုရောက်ပြီဆိုဒီအရွယ်တစ်ခုရဲ့တာဝန်ကိုကြည်အောင်ကျူးစမ်းနော်တို့မေတော်ကြီးတို့ခိုင်းရရှိတော်ကြည့်နော် သူအခြေခံပြန်ဆောက်ပြီးတော့ကြိုးစားလာတယ်။နော်ကြိုးမိန်စကြိုးစားကိုလို့ပြောတယ်နော်။ဒီသာသမီးခိုးရောက်ပေါ့နော်။ဒါလေးကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရှောက်တယ်။သာသနာတော်အတွက်နော်သာသနာတော်အတွက်တကယ်သာသနာတကမှာကောင်းပြီးတောင်းတနေ့တည်းများသူနေတယ်နော်။လောကအတွက်လောကသားကောင်းတယောက်ပြီးတောင်းတနေ့တည်းများသူဆောင်ရတယ်နော်။ ယဟန်ကြီးအတွက်ယဟန်ဘယ်တော်ကောင်းတယောက်ဖြစ်အောင်သာသမီတွေအတွက်မိခင်ကောင်းဖြစ်အောင်နော်ခင်မောအတွက်ဇနီးကောင်းဖြစ်အောင်ကြီးတွေအတွက်အွားကောင်းဖြစ်အောင်သူဆောင်ရွက်တယ်နော်လောကအတွက်လာခြင်းကောင်းတဲ့သူဖြစ်အောင်သူဆောင်ရည်တည်နော်ဆိုတော့ဆိုတော့ဆိုတော့ဒီတာဝန်ဒီအရွယ်တစ်ခုရောက်ပြီဆိုရင်ဒီအရွယ်တာဝန်ကိုတတ်နိုင်တဲ့အကြည့်ကြီးရမယ်ကလေးတွေဆိုလို့ရှိရင်ပရမအရွယ်မှာပညာရှာပညာရှာရေးတရားရှာ ဒုတိယအရွယ်မှာဥစ္စာရှာဥစ္စာရှာရင်တရားရှာတတိယအရွယ်မှာတရားရှာတရားနဲ့တာပြောနေပါဘုရားအရွယ်ဆိုတာလည်းခိုက်တံပြီးသွားတယ်နော်နော်ဒါကျူးစောက်ဖို့ပဲဘုရားအရွယ်မှာလည်းဥပညာရှာမယ်ပညာရှာအောင်လည်းတည်းမပြီးဘူးတရားပါရှာမှာနော်တကယ်တမ်းခြေနဲ့ကျက်တဲ့လောကရအဆုကောင်းကြုံလို့ရှိရင်ကလေးလေးကလေးလောကရရှိရလူကြီးနဲ့လူကြီးလောကရရှိတာနော်အကလေးနဲ့သူလောကရနဲ့သူရှိတာပဲနော်လူကြီးမှမှလောကရဟိုကလေးမှလည်းလောကရရှိတာ အငယ်ငယ်လေးတွေကလေးလေးတွေဝိကိစ္စကလေးလေးတွေတဏ္ဍတဏ္ကလေးတွေဒီကလေးတွေအကြောင်းတရားတွေပဲဖြစ်ဖြစ်သွားရင်လည်းဖြစ်ဖြစ်သူတို့ကြုံတဲ့လောကဓာတ်ကိုယူတယ်လူကြီးတွေအဖေတွေအမေတွေပြောပြတော့ဘယ်သူပဲချမ်းသာဘယ်လိုဖြစ်တယ်ပြောပြအိုးလူကြီးတွေတည်တော့ဘုရားသားရဲ့တည်းရဲ့ဘယ်သူပဲချမ်းသာပြောလိုက်ပြီးတော့သူလောကဓာတ်သူ့ဟာလည်းသူကြီးကြီးပဲမျက်ရည်ပေါက်ကြီးလို့ချမ်း နောက်ဆလင်းကနေအရွယ်နောက်20လောက်အစီလောက်အရွယ်မှာဖြစ်တဲ့ချစ်ချင်းမုန်းကြီးနဲ့ပတ်သက်တဲ့လောကရည်နဲ့နာဒါရီကျုံကျုံအဲ့ဒါကျရင်အဲ့ဒီအရွယ်မှာတော့သူတို့အတွက်လောကရည်အကြီးကြီးပဲနော်အသက်30ရောက်သွားပြီတာသိရဲ့သမီးတွေလည်းရသွားပြီဆိုအဲ့ဒီလောကဘာဘို့တော့နော်ဘာဘို့တော့အစီဝိုင်းနဲ့အရွယ်တစ်ခုရောက်ပြီးစီဝိုင်းနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံအရေးနဲ့ပတ်သက်တဲ့ကိစ္စသူ့ဘုရင်နဲ့ကတ်သက်တဲ့ကိစ္စဒီကိစ္စဒီကိစ္စဒီလိုလောကနဲ့ညီကြုံနော်ကို့မှာတော့အကြီးကြီးပဲတခါတခါဒီ ောကတည်းကထွက်သွားခြင်းလောက်လောကတန်ဆူတာမျိုးရှိနော်အရိယာသူတော်ကောင်းကြီးတွေလည်းလှမ်းကြည့်ဘာဟောဒီလောကထဲနေတဲ့သူမှလည်းဒီလောကထဲကြုံလာပဲဆိုနော်ဆိုတော့ဘာမှမဖြစ်ဘူးကောင်းတဲ့အရာတွေလည်းအခိုက်တန်နေတယ်မကောင်းတဲ့အရာတွေလည်းအခိုက်တန်နေတယ်နော်အဲ့ဒီအချိန်မှာဒီဆိုကြပါစို့သောကတိဟူသောမိုးတွေမဆူရှဲအောင်တရားကြီးလေးစောင့်ကြည့်ဒေါသတိဟူသောအမှုတွေမဆူရှဲအောင်တရားကြီးဟူသောစောင့်တရားကြီးဟူသောအမှုလေးစောင့်ကြည့်တာ ဓမ္မဝေရကတိဓမ္မစာနာတရားကိုဆောင်ရင်တရားကိုပြန်ပြီးတော့ဆောင်လျှောက်တာအဲ့ဒီတဲမှာမှတတောတပ္ပစာတတိတရားနဲ့ပညာတရားနဲ့တတိနဲ့ပညာနဲ့နာအဲ့တတိနဲ့ပညာနဲ့ရတော့အရင်ကြည့်အဲ့ဒါနဲ့လောကဓာတ်အကုန်လုံးကိုဖြည့်ရှင်းဖို့လိုတယ်အရွယ်တိုင်းအရွယ်တိုင်းမှာတော့ဟိုဖြတ်သန်းရတဲ့လောကဓာတ်နဲ့မျိုးမျိုးရှိတာနော် အကုန်လုံးအကောင်းတာတွေရောမကောင်းတာတွေရောအခိုက်အတန့်တွေပဲအဲ့ဒါတွေကိုတို့ကသတိနဲ့ပညာနဲ့ဖြည့်ဆည်းမယ်သတိနဲ့ပညာနဲ့ဖြတ်သားမယ်ဆိုရင်ပထမအရွယ်မှာဂျုံတဲ့လောကနဲ့အင်းစီစီနော်ပထမအရွယ်မှာဂျုံတဲ့သူ့အရွယ်နဲ့သူဂျုံတာပဲနော်ဟုတ်တယ်အရင်ဒီလိုမှအရင်ကပညာရှာပညာရှာရင်တရားရှာဆိုရင်ပညာလို့ရှာတယ်ဒီကလေးကိုတရားဒီလေးတည်အောင်တန်းတန်းတန်းလုံးမပေးဘူးဆိုရင်သူလောကဓာတ်ကြုံရင်သူတော်တော်အဆင်မပြေဘူးနော်ဦးဇေလိုခဏခဏပြောလို့ပြောတတ်ရှိတယ်ကလေးမိခဲ့ခိုင်တယ်သူကြည့်မိခဲ့ခိုင်တယ် ကလေးဆိုတော့မတိတော့ဘူးမတိပါဘူးဒီမိခဲကြီးကိုဇက်ကနဲ့ဆိုလိုက်တော့မလက်ကိုလောင်ကျွမ်းသွားနော်သူကြီးမိခဲကြိုင်လာကြောင့်မိခဲကပူတဲ့တတိယသူ့ဟာသူရှိပြီးသားပူတဲ့ဆိုတော့တိတော့အခုလေးနဲ့ကြိုင်လိုက်မယ်ဇက်ကနဲ့ကြိုင်ပြီးတော့ချလိုက်မယ်ဆိုတော့သူကြီးမိခဲကတော့တတ်တာအဲ့လိုပဲလောကနဲ့ဆုကုန်ကြုံတဲ့အခါမှာတရားအလို့လို့ထားတဲ့ကလေးဟာလူကြီးမိခဲကြိုင်လာတဲ့တူတယ်တတ်တာနော်အဲ့လိုဒုတိယရွယ်တဲ့ဒီတိုင်းတတိယရွယ်တဲ့ဒီတိုင်းသူ့ရွယ်တဲ့သူအရွယ်အားလျော်ဆိုတော့အလို့တွေတော့လောက်အောင်ပါပဲကျူစားပါ ဆိုတော့စာလေးတစ်ခုဖတ်ဖို့တော့အလုတ်ကိုတဲ့နိုင်ယုံတသောင်းပြင်းအောင်အလုတ်ကျိုးစားတယ်ဆိုလို့ရှိရင်အဲ့ဒီအောင်မြင်တဲ့သူလို့ပညာရှင်ရသတ်မှတ်တယ်တဲ့နော်ဆိုတော့တို့ဒီမှာရှိတဲ့မရိတ်တို့ခိုင်းရမျိုးဆက်မသမီးတွေတားတွေတော့ကအချစ်တော်မြေးတွေနော်မြေးပြီးတော့ပြင်းပြင်းပြီးတော့တားမြေးပြီးဒီတို့ကျိုးဆက်နော်ဆိုတော့တားတွေသမီးတွေမြေးတွေ ဆိုတော့ကိုကဒီလုပ်ငန်းအရောင်းဝင်လို့ရဆရာပါဒီအရောင်းဝင်တဲ့ပတ်သက်တော့ငါနိုင်ပေါင်းတထောင်ပြည့်အောင်လုပ်လို့ပြီမလို့အသိဘူးလားသူတက်လုပ်ပြီးပြီဆိုတာအောင်မြင်ပြီမလို့အသိအောင်မြင်နေနာဆိုတော့ဒါပြင်းရွတ်တယ်ပထမ်းရွတ်တယ်ဓမ္မစကြာတော့မာသမယတို့တွေရွတ်တယ်နော်အဲ့ဒါရွတ်တယ်ငါနိုင်ပေါင်းတထောင်ပြည့်အောင်ငါအလုပ်လုပ်ပြီလုပ်ပြီးဒီကြောင်အောင်နာတရားထိုင်တယ်နိုင်ပေါင်းတထောင်ပြည့်အောင်ထိုင်ပြီးအဲ့ဒါဒီကြောင်အောင် တချို့ကလေးတွေကြတော့ဒီနိုင်ကြီးအောင်သူစူးစမ်းပတ်စံလူချင်းလို့ဆိုတာတဲ့အခွင့်အရေးတွေရချင်လို့အောင်မြင်လို့အောင်မြင်ချင်လို့ဆိုတာတဲ့ဒီနိုင်ကြီးအောင်သူတို့ကအလုံးမရှိအလုံးကိုလုံးချင်လို့လုံးစူးစမ်းချင်လို့စူးစမ်းနိုင်ပေါင်းတစ်ကောင်းကြီးအလုံးလွတ်တာအောင်မြင်ပြီအဖိုးယူစနာတိတိလို့စာချတယ်နိုင်ပေါင်းတစ်ကောင်းကြီးပြီအဲတစ်ကောင်းကြီးလားအောင်မြင်တဲ့ဆရာတော်လို့ပြောလို့ရလောဆရာတော်တော်တော်အောင်မြင်နေတယ်နော်ဦးစင်းလို့ဆိုရင်ကိုတရားဟောတယ်နိုင်ပေါင်းတစ်ကောင်းကြီးပြီလား နော် YouTube မှာဥစဉ်တရားတွေအပေါက်တစ်ထောင်ကျော်ရှိတယ်တောင်းမဖြစ်ဘူးဒါမအောင်မြင်သေးကိုပါယုဆရာကြီးတို့ဟောတဲ့တရားတွေအများကြီးရှိတယ်တသောင်းကြည့်တော့သူငယ်ငယ်လေးကစာသင်ပေးတဲ့အချိန်လေးတရားဟောတဲ့အချိန်အိမ်ပေါင်းတသောင်းကြည့်တော့ပြီးတော့အခုဖြတ်သန်းတဲ့အရွယ်ကဒါကြောင့်ဒီဆရာတော်အောင်မြင်တယ်ဆိုသတ်မှတ်လို့ရတယ်အဲလောကဓာတ်ရှိတော့နော်ဟုတ်ကျေးဇူးတော်ကြပေါ့တဲ့ဆရာတော်ဖြာကြီးတို့ကြည့်ပါနော်ဆရာတော်ဖြာကြီးတွေသူစာချတဲ့တန်တန်းတွေသူစာသင်တဲ့တန်တန်းသူတရားဟောတဲ့တန်တန်းတရားအထုတ်တဲ့တန်တန်းအိမ်ပေါင်းဘယ်လိုရှိပြီ ။နိုင်ဘောတသောပြင်တရားဘောအောင်မြင်တယ်။နာပညာရှင်ရဲ့အဲ့လိုသတ်မှတ်တဲ့ဇေယုံနဲ့သူတဲ့နိုင်ဘောတသောပြင်အောင်တကယ်လွတ်ဆန်းမှာတကယ်ပေါက်တယ်။နာဘယ်လိုက်နေပြီပေါက်တယ်။နာဟိုတလောဥစဉ်မန္တလေးဟိုတလောရောက်တော့အပြေရောက်တဲ့ဆိုင်ရှိရဖြတ်သွားတော့ကလေးတွေပြေးကြတယ်။ကျွန်တော်ကားဆရာပြေးဝင်လာတွေ့။မဟုတ်တော့ခေါတော်ကတဲဖို့ခင်းနေအခုနှစ်ထပ်တကြီးလည်းဖြစ်တယ်ဖြစ်တယ်။ဟာ ဝမ်းမြောက်လိုက်တာဘာပဲဖြစ်ဖြစ်ဘယ်လောက်ပဲဖြစ်ဖြစ်ကြိုးစားရင်ဖြစ်တာကိုယ့်ရရောက်တဲ့သူလေကြိုးစားရင်ဖြစ်တာဘာရောက်ရောက်ကြိုးစားရင်ဖြစ်သွားတာသူအရိကကိုလုံးတဲ့အလုပ်ကိုသစ္စာရှိရှိနဲ့နိုင်ပေါင်းတသောင်းပြောင်းတာတကယ်လို့ကြည့်ပဋ္ဌာန်းရွတ်တယ်တော်ရင်တို့ကြောင့်မေတို့ကပဋ္ဌာန်းပဋ္ဌာန်းနဲ့ပြောင်းနေရထားတယ်မသိနော်ဒီပဲဖြစ်ဖြစ်ပါတော့နိုင်ပေါင်းတသောင်းပြောင်းတာပဋ္ဌာန်းရွတ်တာဖြစ်ဖြစ်တရားလုံးတာဖြစ်ဖြစ်စီဝါလုံးတာဖြစ်ဖြစ်တရားထိုင်တာဖြစ်ဖြစ်နော် တကယ်အဲ့လိုလို့ချင်းဩတော်တော်ဟုတ်တာပဲငါဘလောက်ပြအောင်ကြိုးစားပြီးပြီလဲသုံးသက်ကြည့်မရှိသေးရင်တတိကိုမနိုင်ဘလောက်ဖြစ်အောင်ကြိုးစားမယ်အလိုလုံးမယ်အဲ့လိုဘာသာရေးအလုပ်ကိုစီးပွားရေးအလုပ်ကိုကြိုးစားပေါ့နော်ဆိုတော့ဆိုတော့အရွယ်အားလျော်စွာအရွယ်တိုင်းမှာဖြတ်တန်းတဲ့အခြေအနေကိုအကောင်းဆုံးပြောင်းပြူစားစေ။ကောင်းတဲ့အရာလေးတွေခိုက်တန်လေးပဲနော်။ ဒါပေမဲ့အဲ့အဲ့ကောင်းချင်းဆိုချင်းမှာရလက်ကောင်းကျိုးဆိုကျိုးရှိပြီလားနော်ကောင်းတဲ့အရာတွေလည်းအခိုက်တန်လေးပဲခံနေရှိအောင်ပဲမကောင်းတဲ့အရာတွေလည်းခိုက်တန်လေးပဲချစ်စရာတွေကြုံမဲ့ခိုက်တန်လေးဘုန်းစရာတွေကြုံမဲ့ခိုက်တန်လေးအာဆိုကြပါစို့မတော်အားလီအဲ့ဒါလုပ်ကြတယ်ဆယ်တော်ရီယာဆောင်းရတယ်ဆိုပြီးတော့ပြီးတော့ပြီးတော့ပြောဆိုတော့အခိုက်တန်လေးပဲလားပြီးသွားပြီအဲတော်အားလီမျက်နှာမြင်လိုက်တဲ့သူ့အမတွေကအကုန်လုံးပြီးသွားပြီဘာပဲဖြစ်ဖြစ်ဒီတိုင်းသူတရားဟောတော့လိုက်နေတယ်လည်းဘာသာရေးဆိုတော့ဒါပေါက်သွားပြီ ပါပဲကြီးကောင်းတာလည်းအခိုက်အတန့်လေးပဲနော်မကောင်းတာလည်းအခိုက်အတန့်ဒေါသဖြစ်တဲ့အခိုက်အတန့်လေးပဲပြီးတော့ပြီးသွားပြီနော်ချစ်စရာလေးကြောင့်လည်းအခိုက်အတန့်လေးပဲကိုမဲတော်ကြီးတို့ခိုင်းနေတဲ့ဒီသမီးလေးနဲ့ဦးစင်းတို့နဲ့ဆုံးနေတဲ့တရားလေးအာလုံးထွက်သွားကြတာခွေကြတာဆိုတော့အခိုက်အတန့်လေးတို့လည်းအာလုံးလည်းတနည်းကြရင်တော့ကတည်းကထွက်သွားမှာအခိုက်အတန့်လေးတကယ်တော့တရားပဲစိတ်ချတရားတည်းကိုတော့အာကိုရရအောင်ဖျားရှင်လုပ်ကြတော့နော် လောကဓာတ်ပဲဖြတ်သန်းဖြတ်သန်းဓမ္မကိစ္စဖြစ်ပြီးလောကီကိစ္စလောကုတ္တရာကိစ္စဘယ်လိုလောကဓာတ်ပဲကျွေးရောဘယ်လိုအရာပဲဖြတ်သန်းဖြတ်သန်းခုနနိုင်ပေါင်းတစ်ပေါင်းပြည်အောင်ကြိုးစားတာတပိုင်းနော်ဖြတ်သန်းပြီဆိုရင်ဆိုင်တဲ့အခါမှာတော့တတော်တန်ပါစားဆောင်တတိယပညာနဲ့အရဏရေးဆိုင်ဖြစ်ရှင်ကောင်းတာလည်းခိုက်တန်နေပဲမကောင်းတာလည်းခိုက်တန်နေပဲအာလောကနဲ့ရှိအောင်ဝင်ပြီးတော့နော်လောကီတဲ့ချမ်းသာလောကုတ္တရာနဲ့ချမ်းသာဖြစ်ဖြစ်ပြီးတော့ချမ်းသာရပြီးတော့ဒေါသနေဖို့မတိအောင်တရားတည်ရေးဆောင် တောကဝူရည်တွေမဆိုအောင်တရားတည်းဒီဟုတော့ထီလီဆောင်ပြီးတော့နော်တရားတည်းရဲ့တရားတည်းဆိုတီလီဆောင်တော့အမြဲတမ်းအေးမြတယ်အမြဲတမ်းရင်းချမ်းတယ်အမြဲတမ်းချမ်းသာတယ်မိသားစုတွေကုစီဖြစ်ပြီးတော့တရားတို့ဒီလူတွေအမြဲရနိုင်တယ်သူတော်ကောင်းတွေကုစီဖြစ်နိုင်ကြပါစေကောင်းတည်း ်မေတ္တာဘုရားဆောက်ရကိစ္စဝဆုလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်ရပါစေဥပယံပိကင်းစင်ဝိရေရကြပါစေသတ္တဝါမှန်တရွေ့တရားတွေ့ချမ်းမြေသာရရှိပါစေ ဘောတုသဗ္ဗမင်္ဂလရကတုသဗ္ဗဇီဝတာသဗ္ဗဗုဒ္ဓံဒုဟံဝေနသရသုကိဘောတုတိသဗ္ဗဇမ္မာသဗ္ဗတကဒုဘဝေနသရသုကိဘောတုတိသဗ္ဗမင်္ဂလသဗ္ဗမင်္ဂလနိအလုံးစုံသောချက်တိမင်္ဂလပေါင်းများစွာတို့သည်တိတုံမကတိလူရှင်လူမများတဲ့သကောအလုံးစုံတရားနာပရိသတ်အပေါင်းတော်ကောင်းတော်အား ဘဝတ္တမေတ္တာရေလက်ကခြွေဖြန့်လိုက်တဲ့ဖြင့်ရှင်လန်းကြည်သောဖြစ်နိုင်ကြပါစေ။တမေပြဝတ္တလုံးဆောင်သောဓမ္မတိဝါနမျက်နှာကောင်းနာပေါင်းတို့သည်ဒိတုမကသည်လူရှင်လူမာများနှင့်တကွာအာလမဏိယနာပရိသတ်အပေါင်းတော်ကောင်းတို့အားတခန္တူအတ္တိရိမယောရံစရိပြောင်းအောင်ရှင်နိုင်ပေါင်းမှမိမိသားတို့အစဉ်ဆုံးရှောင်မဆန်းနိုင်ကြပါစေကုန်သတည်း။ သဗ္ဗဗုဒ္ဓ ानु ဘာဝေနဂေကာဝါလုသေဇုမကံဘုဒ္ဓဝုဇ္ဇာတိပြယရှင်ပေါင်းတို့ဤတကောရှိသောအနုဘောရကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနတရားတော်ပေါင်းဤတကောရှိသောအနုဘောရကြောင့်၎င်းသဗ္ဗသံဃ ानु ဘာဝေနသံဃတော်ပေါင်းရှင်ကောင်းတို့ဤတကောရှိသောအနုဘောရကြောင့်၎င်းတိတောမကအလူရှင်လုံးမများဖြစ်ကြတဲ့ဒုက္ခယေကချင်းလုံးကြီးမိသားစုများနဲ့တကဝ အလုံးသောမိသားစုများအလုံးသောဉာဏ်သာပိဒါများတို့အားတတာနိယောမြတ်ပါဘေကမံပြကာခတိသူကိတောရုစိတပြဉာဏ်မှချမ်းသာခြင်းရှိကြကုန်သည်ဟောတို့ဟောတို့ကောင်းစွာမသိဖြစ်တော်မူရရပါစေကုန်သတည်းဘုဒ္ဓတဝံမြောဝံသာရှိကြကုန်သည်ဟောတို့ဟောတို့ကောင်းစွာမသိဖြစ်တော်မူရရပါစေကုန်သတည်းဒုက္ခဝဇ္ဇတာဒုက္ခအပေါင်းမှာကိဝေလောမြောက်ကြကုန်သည် ဩတဝန္တောကောင်းစွာမသိဖြစ်တော်မူလေကြပါစေကောင်းတည်းဩတုယခုစွာအတ္တသစ္စာစကားဖြင့်ဥလဝတ္တမေတ္တာတအရှင်အဝါကြောင့်အချိန်မကြာကိုစီကိုကပြည့်ပြည့်စုံတော်မူနိုင်ကြပါစေကောင်းတည်း